ရုတ် community party CCP ဟာအရေးပေါ်အခြေအနေတွေမှာအမြဲလုပ်လို့ရှိတဲ့အတိုင်းလုပ်နေပါတယ်။1989ခုနှစ်တုန်းက CCP ဟာဒီမိုကရေစီဆန္ဒပြပွဲတွေကိုနှိမ်နှင်းဖို့ចောင်းသားတွေကိုပါရင်ဆိုင်ခဲ့ရပါတယ်။အခုလည်းအမေရိကန်ရဲ့ကုန်သွယ်ရေးခွန်တွုံးမှုတွေကြောင့်တရုတ်စီးပွားရေးပြိုလဲနေပါတယ်။ CCP ဟာနိုင်ငံသားတွေကိုပါရင်ဆိုင်နေရပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံမှာရှာရှာပပဖြစ်ရတဲ့ခုအနေနဲ့ဖြစ်ပျက်နေတဲ့အရာတွေကိုကန့်ကွက်လာကြတဲ့စီးပွားရေးလုပ်ငန်းရှင်တွေတဖြည်းဖြည်းများလာပါတယ်။ ဒီအခြေအနေတွေဟာသူတို့ရဲ့မိသားစုတွေနဲ့အလုပ်သမားတွေကိုဘလောက်ဆူဆူရွရွထိခိုက်နေလဲဆိုတာကိုပြောလာကြပါတယ်။ဒါနဲ့ပတ်သက်ပြီးတရုတ်လုပ်ငန်းရှင်ဗီဒီယိုတစ်ခုမှာတယောက်ကအခုလိုပြောထားပါတယ်။မနစ်ကကျွန်တော်ကျင်းဒီပစ္စည်းတချို့အတွက်အမှားသာတစ်ခုရခဲ့ပါတယ်။ပစ္စည်းအလုံးဝယ်ပြီးပါပြီ။ဒေါ်လာတောင်းချီကုန်ကြခဲ့ပါတယ်။အရာအလုံးကိုဖြတ်တောက်ချုံးမွေအောင်လုပ်ပြီးစေကျော်ပြီးထွင်ထားပြီးပါပြီ။ဒါပေမဲ့မပြီးသေးပါဘူး။ ဒီနေ့ဖောက်တယ်က message ပို့ပြီးပို့ဆောင်ရေးနောက်ကျနိုင်တယ်လို့ပြောလာပါတယ်။အကောက်ခွန်အရဝင်လာတဲ့အခွန်တွေအများများလာတယ်လို့ဆိုပါတယ်။ဒါဟာ American ရဲ့ရုပ်တရက်ကုန်သွယ်ရေးခွန်တွန်းမှုတွေကြောင့်ဖြစ်လာတဲ့ PR တွေကိုဖော်ပြနေတဲ့ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တဦးရဲ့ TikTok ဗီဒီယိုတွေကပြောစကားပါ။ကျွန်တော်တို့ရဲ့မှားစာတွေကဒေါ်လာသန်း90ကျော်တန်ပါတယ်။ဒီနှစ်တွင်2026မေလအထိအမှားစာတွေရှိပြီးသားပါ။ဒါပေမဲ့အခွန်300ရာခိုင်နှုန်းတိုးသွားတဲ့အတွက် ကျွန်တော်တို့အပေါ်တက်ရောက်မှုကအရန်ကြီးပါတယ်။အသေးသားစတင်လုပ်ကိုင်နေတဲ့လုပ်ငန်းဆိုရင်တိတ်ပြတနာမရှိဘူး။ဒါပေမဲ့ကျွန်တော်တို့လုပ်ငန်းတွေအတွက်တော့ဒါဟာထိခိုက်မှုကြီးပါပဲ။ကျွန်တော်တို့ရဲ့အမြန်ဆုံးကလည်းလည်းပဲရှိတာပါ။အခု34ရာခိုင်နှုန်းခွန်တိုးတာနဲ့ဆိုနေပြည်တော်လဲကျသွားသလိုပါပဲ။ဒီလိုဖြစ်ပျက်တွေဟာတရုတ်ရဲ့လူမှုကွန်ရက်တွေမှာများပြားလာပါတယ်။ ဒါကြောင့် CCPR သူတို့ရဲ့စီစဉ်သူတွေကိုအချိန်ပိုအလုပ်လုပ်ခိုင်းပြီးတရုတ်စီးပွားရေးနဲ့ပတ်သက်တဲ့မကောင်းတဲ့သတင်းတွေကိုဖျက်ဖို့စီစစ်ဖို့လုပ်နေပါတယ်။တရုတ်နိုင်ငံသားတို့ကဒီကိစ္စကိုရှင်းပြနေတာကိုကြည့်အောင်။ယူသောသားပြောရရင်ဒီနောက်ပိုင်းရက်တွေမှာကျွန်တော်မခံနိုင်တော့ဘူး။အခွန်တွေတိုးမယ်၊ခိုင်မာသာရက်တည်မယ်ဆိုတဲ့စကားတွေပြောနေတာကရုပ်ရှင်စကားတွေကဟာရီလိုပါပဲ။ဟန်ဆောင်တွေကကိုကိုကိုအမြန်ဖြက်စီးနေပါပဲ။အဓိကကပတ်စံရှာဖို့ပါ။ အမေရိကန်မှာလူဦးရေ350တန်းရှိတယ်။ဒါပေမဲ့သူတို့ကကမ္ဘာစားသုံးသူဈေးကွက်ရဲ့သုံးပုံတစ်ပုံကိုထိန်းချုပ်ထားပါတယ်။ကမ္ဘာပေါ်မှာဒေါ်လာ3ဒေါ်လာသုံးရင်1ဒေါ်လာကအမေရိကန်တွေရဲ့ပတ်စံအိတ်ထဲမှာပါ။ဥရောပသမဂ္ဂမှာလူဦးရေတန်း450ရှိပေမဲ့သူတို့ရဲ့ဝယ်ယူနိုင်စွမ်းကအမေရိကန်နဲ့မရှင်နိုင်ပါဘူး။တရုတ်မှာလူဦးရေ1.4ဘီလီယံရှိပြီးအလုတ်ကျိုးစားနေကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဝယ်ယူနိုင်စွမ်းကအမေရိကန်ရဲ့9ဘုံတစ်ဘုံပဲရှိပါတယ်။ အမေရိကန်ကိုအနိုင်ကျင့်တယ်ဆိုပြီးဆဲဆုံနေုံနဲ့ထမင်းဝိုင်းမှာထမင်းမကန်တွေပြည့်မလာပါဘူး။သူတို့လက်ထက်မှာရှိတဲ့ဒေါ်လာတွေကကမ္ဘာစည်းဝါးရေးမှာရွှေလက်မှတ်တွေပါပဲ။အမေရိကန်ဈေးကွက်မလွယ်မလိုဘူးလို့អော်နေတဲ့သူတွေအရှိတောင်အာရှမှာရောင်းကြည့်။အဝိတက်ကအင်ဒိုနီးရှားငွေနဲ့ရပါမယ်။တောင်အမေရိကကိုသွားရောက်ရင်လဲပီဆိုနဲ့ပဲရပါမယ်။ဝေမရသေးခင်မှာတဲ့ငွေလဲနှုတ်တွေကပယုတ်လုံးလိုလုံးပါးပါးစီပါလိမ့်မယ်။ ဒါပေမဲ့အမေရိကန်ကိုရောင်းရင်ကမ္ဘာနဲ့အဝမ်းသုံးလို့ရတဲ့ဒေါ်လာနဲ့ရပါမယ်။ရုရှားယူကရိန်းစစ်ပွဲကိုကြည့်ပါကအရှုပ်တော်ပုံဖြစ်နေတာတော့အမေရိကန်ဒေါ်လာကကမ္ဘာထိနှံမှာအေးလူလူထိုင်နေတော့ပါပဲ။ဒါကတကယ့်အခြေအနေပါ။ဒေါ်လာစနစ်အပြင်းထွက်ရင်အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကစားပွဲဝင်ဖို့လက်မှတ်တောင်မရှိပါဘူး။အာဖရိကအာရှလက်တင်အမေရိကကိုပြောင်းရွှေ့ကြရအောင်ဆိုတဲ့စကားလည်းမပြောပါနဲ့။တရုတ်တို့ရဲ့အာဖရိကညီကိုရီတဲ့ကအများစုက တည်ငြိမ်တဲ့မီးအားစနစ်တောင်မရှိသေးပါဘူးအစိမ့်မြေပစ္စည်းတွေကိုသူတို့ဘလို့မှဝယ်ယူနိုင်မှာမဟုတ်ပါဘူးအိန္ဒိယကဈေးကွက်ကြီးလို့ထင်ရပေမဲ့ငွေချေဖို့ကံကောင်းမှရပါမယ်သင့်လုပ်ငန်းပြိုလဲပြိုလဲတဲ့အထိဆွဲဆန့်ထားပါလိမ့်မယ်အမေရိကန်မှာပဲလူလက်တန်းစား300ကျော်ကပတ်စံအိတ်ဖွင့်ပြီးစောင့်နေပါတယ်လဲသားမှုရှိငွေလက်ကျန်မနှောင့်နှေးပါဘူးဒီနှစ်နိုင်ငံတွင်ပိတ်ဆို့မှုတွေရှိခဲ့တာတော့ဒီကမ္ဘာပေါ်မှာအသက်ရှင်ဆုံးစီးကွက်ပါပဲ။ လက်ပေးလက်ယူတွေချင်းချောက်စရာတွေနဲ့ရင်ဆိုင်နေရတဲ့နေရာတွေနဲ့ရှင်ရင်အမေရိကန်ကစီးပွားရေးအရာနိုင်ငံတစ်ခုပါ Norway ရဲ့အချုပ်အခြာအနာပိုင်းရန်မုံငွေအရှေ့အလယ်ပိုင်းရဲ့ရေနံငွေကမ္ဘာတစ်ဝန်းကအမျိုးသားပင်စင်ရန်မုံငွေတွေအားလုံးက American Stock ဈေးကွက်ထဲငွေတွေထည့်ထားကြပါတယ်။တရုတ်နိုင်ငံကလည်းခိုင်မာခြင်းအောင်ဟန်ဆောင်နေပါတယ်။ဒါပေမဲ့ American ဆိုတဲ့ကမ္ဘာအကြီးဆုံးစားသုံးလို့မရှိရင်ထုတ်ကုန်တွေကုန်ကျမ်းရဖို့တော့အခွင့်အလမ်းမရှိပါဘူး။ တရုတ်နိုင်ငံဟာရုရှားအီရန်တို့ကိုအားကိုးမယ်ဆိုတာလည်းမဖြစ်နိုင်ပါဘူး။သူတို့တွေတင်ရန်ဇာတတွေရောင်းပြီးအသက်ရှူနေရတာပါ။အမေရိကန်ရဲ့ဩဇာလွှမ်းမိုးမှုကိုဆဲဆိုရတာလွယ်ပေမဲ့အမှန်တရားကိုရင်ဆိုင်ရတာကတော့ပိုခက်ပါတယ်။ကမ္ဘာထောက်ပံ့ရေးကွင်းသက်ရဲ့အခြေခံအမှန်တရားကဘာလဲဆိုတော့ဝယ်ယူနိုင်စွမ်းရှိသူကအာဏာရှိသူပါပဲ။အမေရိကန်မှာကမ္ဘာလူဦးရေရဲ့900ခန့်လုံးပဲရှိပါတယ်။ဒါပေမဲ့ကမ္ဘာစားသုံးမှုရဲ့၃ပုံတစ်ပုံကိုထိန်းချုပ်ထားပါတယ်။ ဒါကလုံးဝဈေးကွက်လွန်မှုပါပဲ။တရုတ်လိုထုတ်လုပ်မှုရဲ့80ရာခိုင်နှုန်းကတင်ပို့ကုန်အပေါ်မှီခုံနေပြီးနိုင်ငံခြားငွေကြေးအရင်ရဲ့80ရာခိုင်နှုန်းကကုန်သွယ်မှုအပေါ်မှီခုံနေရင် American ဈေးကွက်ဆုံးရှုံးတာကကိုယ့်ကိုယ်ကိုတတ်သိတာနဲ့အတူတူပါပဲ။ American C ကပတ်စံမရှာတော့ဘူးလို့အော်နေသူတွေနားလည်ရမှာကတာမန်လူတွေအစားစားဖို့လိုပါတယ်။ကုမ္ပဏီတွေလစာပေးဖို့လိုပါတယ်။အစိုးရကနိုင်ငံခြားငွေအရင်လိုပါတယ်။ အမေရိကန်နဲ့မာနပြိုင်ပြီးတယောက်ကိုတယောက်ထိခိုက်ကြမယ်ဆိုရင်အစုံးမှာဘသူအများဆုံးထိခိုက်မလဲဆိုရင်စက်ယုံတွေကအလုံသမားတွေစက်ယုံပိုင်ရှင်အသေးသားတွေပါပဲတင်ပို့ကိုလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းနေရတဲ့တာမန်လူတွေနေနဲ့အေယာမဈေးကွက်အာလာကြီးကိုရင်ဆိုင်ဖို့မာနထောင်လွှားနေတာဟာအရန်ကိုမိုက်မဲတဲ့အပြုအမူပါခေါင်းငုံပြီးနှိမ့်လိုက်ရမယ့်အချိန်ဆိုရင်ခေါင်းငုံပြီးအမျက်တွေလျှော့ချရမယ့်အချိန်ဆိုအခုပဲလျှော့ချလိုက်ရမှာပါ အလောက်ကန်ဆက်လက်ရှိဖို့ကအရာအလုံးထက်ပိုအရေးကြီးပါတယ်။စီးပွားရေးလောကမှာမာနဆိုတာအတိတ်ပဲမရှိပါဘူး။ရောင်းလိုအားနဲ့ဝယ်လိုအားပဲအရေးကြီးပါတယ်။ဆောင်ပုတ်တွေအော်နေမဲ့အစားအမေရိကန်ဈေးကွက်ရဲ့တကယ့်ကဏ္ဍတွေကိုကြည့်မှဒီဈေးကွက်ကဘလောက်ချုံမင်းလဲဆိုတာသိမှာပါ။သူတို့စီးမြင်နေတဲ့အညီကစားပြီးပတ်စံရှာဖွေရကပိုကောင်းပါတယ်။ပထမဆုံးတရုတ်အနေနဲ့အိတ်ကပ်ကိုအမေရိကန်ဒေါ်လာတွေဖြည့်ပြီးမှစက်မှုလုပ်ငန်းအဆင့်မြင့်တင်တာ ဒေါ်လာစနစ်ကနေထွက်ခွာတာတွေအကြောင်းပြောလို့ရပါမယ်။မဟုတ်ရင်တော့အယူချိပန်းစကားတွေပြောနေတာပါပဲ။ပတ်ဆံရှာဖို့ကောင်းကောင်းနာမှာရှက်စရာမရှိပါဘူး။ဒါပေမဲ့တာမန်လူရဲ့အတံမွေးဝမ်းကြောင်းမှုတွေကိုလောင်းကစားလုပ်ပြီးဟန်ဆောင်မှုကြိုးစားနေတာကတော့တကယ်မိုင်မဲမှုပါပဲ။တရုတ်အနေနဲ့တာမန်လူရဲ့ဘဝကိုတိုးတက်စေရင်ပတ်ဆံရှာဖို့လေးလေးနက်နက်အားထုတ်ရမယ်ဆိုရင်ဒါကိုလုပ်တင်ပါတယ်။အမေရိကန်ကစတင်လိုက်တဲ့ကုန်သွယ်ရေးစစ်ပွဲဟာတကမ္ဘာလုံးကိုဖြတ်သန်းသွားပါပြီ ဈေးကွက်တွေမှာအလန့်တကြားဖြစ်နေပါတယ်။ကမ္ဘာမီးရှူတိုင်းဖြစ်ကြွေးကြော်ခဲ့တဲ့နိုင်ငံကြီးဟာအခု America First ဆိုတဲ့စောင်းပုံးနဲ့မဟာမိတ်တွေကိုတောင်ရိုက်နှက်နေပါပြီ။ကမ္ဘာကြီးကိုတာယာဒရိတ်ဆန်လို့အမျက်ထုတ်ပြီး MAGA အတွက်အခြားနိုင်ငံတွေကိုအတင်းကျပ်ကြွေးတင်နေပါတယ်။ဒီလိုနဲ့အားနေနေတဲ့ကမ္ဘာစီးပွားရေးကိုအနိုင်ကျင့်ရကြပြီးတရုတ်နဲ့ဒူးတကမ္ဘာလုံးကိုဆန့်ကျင်နေပါတယ်။ တရုတ်ဟာနှစ်စဉ်ဥရောပအလက်စားစီးပွားရေးတစ်ခုသာလောက်900ခိုင်လုံးနီးပါးကြီးထွားနေပါတယ်။ကျွမ်းကျင်တဲ့အလုသမားတန်းပေါင်းများစွာရှိပြီးတရုတ်လူမျိုးတွေရဲ့အလုကြိုးစားမှုကကဘာကျော်ပါတယ်။တရုတ်ရဲ့လွန်ခဲ့တဲ့80စုနှစ်အတွင်းဖွံ့ဖြိုးတိုးတက်မှုဟာသူများအကူအညီနဲ့မဟုတ်ပဲကိုအားကိုပိုးပြီးကြိုးစားခဲ့ရတဲ့အကျိုးဆက်ပါ။ Made in China ကနေ Created in China ဒီနည်းပညာစမ်းသပ်တည်ထွင်မှုတွေမှာတရုတ်ဟာနောက်လိုက်ဘဝကနေခေါင်းဆောင်ဘဝကိုရောက်ရှိလာပါပြီ။ နိုင်ငံခြားချင်းညှို့နယ်သူတွေကတရုတ်ကိုယုံကြည်နေကြပါတယ်။တရုတ်လူမျိုးတွေရဲ့ DNA ထဲမှာဖွင့်လှစ်မှုနဲ့ဝင်းဝင်းပူးပေါင်းဆောင်ရွက်မှုတွေစိတ်ဝင်နေပါတယ်။လွန်ခဲ့တဲ့နှစ်600ကတရုတ်ရေကြောင်းသမားဇန်ဟီဟာအိန္ဒိယသမုဒ္ဒရာကိုဖျက်ပြီးတင်းမောရီစီတန်းခဲ့တာ။နေမြေသိမ်းပိုက်မှုမဟုတ်ပဲအိုးတွေနဲ့ကျွေးတယ်လေကုန်တယ်ဘူးပါ။ဒီနေ့မှာတော့တရုတ်ဟာနိုင်ငံနဲ့ဒေတာ150ကျော်နဲ့အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်လာပါပြီ တရုတ်နဲ့တန်တမန်ဆက်ဆံရေးရှိတဲ့ LDC နိုင်ငံတွေအတွက်အကောက်ခွန်တရားရာခိုင်နှုန်းကင်းလွတ်ခွင့်ပေးထားပါတယ်။ဒါအပြင်တရုတ်ဟာအာဖရိကနိုင်ငံ33နိုင်ငံကိုသူတို့ရဲ့တင်ပို့ကိုအားလုံးအတွက်အကောက်ခွန်ကင်းလွတ်ခွင့်ပေးမယ်လို့ကြေညာထားပါတယ်။တရုတ်ဟာ15နှစ်သက်တိုက်အာဖရိကရဲ့အကြီးဆုံးကုန်သွယ်ပတ်နိုင်ငံဖြစ်နေပါတယ်။ဒါ့ပြင်သတိထားသိချင်တာကဒီအခွင့်အရေးကိုအာဖရိကနိုင်ငံတွေကိုပဲပေးထားတာပါ။ တရုတ်ကလွတ်လပ်တဲ့ကုန်သွယ်ရေးကိုကာကွယ်သူလို့လူတွေကိုယုံကြည်စေခြင်းပဲတကယ်တမ်းမှာတော့ဒါဟာလှည့်စားမှုတစ်ခုပါပဲအာဖရိကနိုင်ငံအများစုမှာစက်မှုလုပ်ငန်းစွမ်းရည်နှေးပါနေပြီးဤပညာနဲ့စီမင်းစည်းကမ်းတွေကြောင့်အခြေသွင်းမိတဲ့ကုန်ပစ္စည်းတွေတင်ပို့ဖို့ခက်ခဲရှိနေပါတယ်ဒီလိုမျိုးပေကျင်းအစိုးရကတစ်ချိန်လုံးစီမင်းတွေကိုတိုးချဲ့နေတာကြောင့်ဈေးကွက်ထဲဝင်ဖို့နီးနီးကပ်ကပ်မဖြစ်နိုင်တော့ပါဘူးဒီကနေ့အကျိုးအမြတ်ရဖို့ဆိုတာတော့ဝေးလို့မပြောတော့ပါဘူး ရိုးရိုးလေးပြောရရင်အာဖရိကနိုင်ငံတွေမှာတရုတ်ကိုကုန်ပစ္စည်းအများကြီးတင်ပို့နိုင်တဲ့အခြေချင်းမရှိပါဘူး။ဒါကြောင့်ပဲတရုတ်ကသူတို့ကိုဘာပဲတင်ပို့တင်ပို့အကောက်ခွန်ကျင်းလို့ခွင့်ပေးနေတာပါ။တရုတ်ရဲ့ဒီလှုပ်ရှားမှုကခံပြတ်သက်သက်အတွက်ပါပဲ။တရုတ်ကလွတ်လပ်တဲ့ကုန်သွယ်ရေးကိုကာဝယ်သူလို့ကဘာကိုထင်စေချင်တာပါ။တကယ်တမ်းမှာတော့တရုတ်ကလွတ်လပ်တဲ့ကုန်သွယ်ရေးကိုကျင့်သုံးတာမဟုတ်ပါဘူး။သူတို့ကျင့်သုံးတာက marketing television လို့ခေါ်တဲ့ media ဟာပါ။ သူတို့ကအခြားနိုင်ငံတွေရဲ့ဈေးကွက်ကိုဝင်နေပေမဲ့တခြားနိုင်ငံတွေတရုတ်ဈေးကွက်ထဲမဝင်နိုင်အောင်တားဆီးထားပါတယ်။ဒါကြောင့်တရုတ်မှာ Google ပိတ်ထားတယ် Facebook ပိတ်ထားတယ် Instagram ပိတ်ထားတယ် YouTube တောင်ပိတ်ထားပါတယ်။ CCP ကနိုင်ငံခြားကုမ္ပဏီတွေတရုတ်ကိုဝင်ပြီးတရုတ်ကုမ္ပဏီတွေနဲ့ရှင်ပြိုင်တာကိုမလို့ချင်ပါဘူး။တချိန်ရဲမှာပဲတရုတ်ကုမ္ပဏီတွေအခြားနိုင်ငံတွေကိုချဲ့ထွင်နိုင်အောင်အခမဲ့ဝေကြီးထောက်ပံ့မှုတွေပေးပြီးနိုင်ငံခြားကုမ္ပဏီတွေကိုဈေးကွက်ကနေထုတ်ပြဖို့အားပေးနေပါတယ်။ တရုတ်တံတီးလုပ်ငန်းကဒီအလိချင်းရဲ့အကောင်းဆုံးဥပမာပါ CCP ကတရုတ်ကတံမဏိလုပ်ငန်းတွေကိုအခမဲ့ထောက်ပံ့ငွေတွေပေးပြီးပူကြီးတဲ့ဆက်ယုံတွေစောက်ဖို့အားပေးပါတယ်အခြားနိုင်ငံတွေလည်းသူတို့ရဲ့လုပ်ငန်းတွေကိုထောက်ပံ့ငွေတွေအခွန်သက်သာခွင့်တွေနဲ့အားပေးကြတာပါပဲဒါပေမဲ့ CCP ကဒီထက်ပိုဆိုးတဲ့အဆင့်ကိုရောက်နေပါပြီအကြောင်းက CCP ရဲ့ညီမချက်ကလုပ်ငန်းတွေကြီးထွားဖို့ထောက်ပံ့တာထက်ပိုဆိုးတဲ့အရာတွေပါဝင်နေလို့ပါ CCP ဟာတရုတ်တံတီးလုပ်ငန်းကိုဇက်တိုက်ထောက်ပံ့ငွေပေးနေတာကိုသတိထားမိမှာပါတရုတ်ပြည်တွင်မှာတံတီးလိုအပ်ချက်ပြည့်မီပြီးတဲ့နောက်တောင်ဒီလိုလုပ်နေစေပါဆိုလိုတာကတရုတ်မှာပြည်ရင်းလိုအပ်ချက်အတွက်လုံလောက်တဲ့ထုတ်လုပ်မှုစွမ်းရည်ရှိပြီးသားဖြစ်နေပါတယ်ဒါပေမဲ့ CCP ရဲ့ရည်မှန်းချက်ကပြည်ရဲစားသုံးသူတွေကိုပဲဖြည့်ဆည်းဖို့မဟုတ်ပဲနိုင်ငံသားစည်းကပ်တွေကိုဈေးပေါ်တဲ့တရုတ်တံတမီနဲ့နှွမ်းချုံမှုဖြစ်ပါတယ်။ဒီလိုနည်းနဲ့နိုင်ငံသားကုန်ပြည်တွေအလုတ်လုံမရအောင်ဖြည့်ဆည်းဖို့ပါ။ ဥပမာအနေနဲ့စဉ်းစားကြည့်အောင်ခမားကအမေရိကန်တံမဏိထုတ်လုပ်သူတူဆိုပါသို့စက်ရုံတဲဖို့ကိုပိုင်ငွေသုံးရပါမယ်။နေဝယ်ဖို့ဒါမှမဟုတ်ငှားဖို့ကိုပိုင်ငွေသုံးရပါမယ်။အလုပ်သမားတွေနဲ့ကုန်ကျန်းပစ္စည်းတွေအတွက်ဗန်ချင်းငွေယူပြီးပေးရပါမယ်။ဒီလိုကုန်ကျစရိတ်တွေအားလုံးကိုကိုယ်တိုင်ဖြည့်ရှင်းပြီးမှဈေးကွက်မှာအနည်းငယ်အမြတ်ထွက်နိုင်မယ့်ဈေးနဲ့ရောင်းရတာပါ။ဒါပေမဲ့တရုတ်တံမဏိကုမ္ပဏီတွေအတွက်ကတော့လုံးဝကွဲပြားပါတယ်။ တရုတ်ကုမ္ပဏီတွေကမြေနေရာအတွက်စိုးရိမ်ပြန်မလို့ဘူး CCP ကအခမဲ့ထောက်ပံ့ငွေတွေပေးထားလို့ပါဘန်ချင်းငွေအတွက်အတိုးကိုစိုးရိမ်ပြန်မလို့ပါဘူး CCP ကအတိုးမယူတဲ့ဒါမှမဟုတ်အလွန်နဲ့အတိုးထုတ်နဲ့ချင်းငွေပေးထားလို့ပါတခါတလေကုန်ကျန်းပစ္စည်းတွေအတွက်တောင်ထောက်ပံ့ငွေပေးပါသေးတယ်ဒီတော့တရုတ်ကုမ္ပဏီတစ်ခုကအမေရိကန်လိုနိုင်ငံခြားဈေးကွက်ကိုရောက်ရင်သူတို့အနေနဲ့ဈေးကွက်ဈေးထက်ပိုနေတဲ့ဈေးနှုန်းနဲ့ရောင်းပြီးအမြတ်ထုတ်နိုင်ပါတယ် အမေရိကန်ကုမ္ပဏီတွေထက်ဈေးရန်ချိုသားသွားတဲ့ရောင်းနိုင်ပါတယ်။ဒီလိုနဲ့ CCP ကတံပတိထုတ်လုပ်မှုကိုထောက်ပံ့နေတဲ့အတွက်အမေရိကန်ကုမ္ပဏီတွေကတရုတ်တံပတိနဲ့ရှင်ပြိုင်လို့မရတော့ပါဘူး။ CCP ရဲ့ယူရချက်ကရိုးရှင်းပါတယ်။အနာဂတ်မှာစစ်ပွဲတစ်ခုဖြစ်လာခဲ့ရင် CCP ကနိုင်ငံသားတွေမှာတံပတိထုတ်လုပ်နိုင်တဲ့စက်ရုံတွေမရှိသေးချင်ပါဘူး။ထုတ်လုပ်နိုင်တဲ့ဘလို့စက်ရုံမျိုးကမှမရှိသေးချင်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒုတိယကမ္ဘာစစ်တွင်းမှာမဘာလုပ်ခဲ့လဲဆိုတာစဉ်းစားကြည့်ပါ။ စားသုံးသူပစ္စည်းတွေထုတ်နေတဲ့စက်ရုံတွေကိုစစ်ဘက်ဆိုင်ရာပစ္စည်းတွေထုတ်ဖို့ပြောင်းလဲခဲ့ကြပါတယ်။ CCP ကဒါကိုနားလည်ထားပါတယ်။ဒါကြောင့် CCP ကနိုင်ငံခြားကုမ္ပဏီတွေအလုံးမလုံးနိုင်အောင်ထောက်ပံ့ငွေတွေနဲ့အခမဲ့ငွေတွေသုံးပြီးဖျက်ဆီးနေတာပါ။တခြားနိုင်ငံတွေကဒီလိုလုပ်ရက်တွေကိုပြန်တိုက်ဖို့ကြိုးစားတဲ့အခါ CCP ကကျွန်တော်အစောပိုင်းမှာပြောခဲ့သလိုလူမြင်ကွင်းလုပ်ရက်တွေနဲ့တုံ့ပြန်ပါတယ်။တရုတ်ကလွတ်လပ်တဲ့ကုန်သွယ်ရေးကိုကာဝယ်သူဆိုရဲအယောင်ဆောင်မျက်နှာစာကိုကဗျာကဘာကိုပြဖို့ပါ အနာဂတ်မှာစစ်ပွဲဖြစ်လာရင်တရုတ်နဲ့ရုရှားပေါ်မိခုံမှုလျှော့ချဖို့ဘာကြောင့်လိုအပ်တယ်ဆိုတာကိုပြောပြပါမယ်။တရုတ်နဲ့ရုရှားကဒုတိယကမ္ဘာစစ်အပြီးအမေရိကန်ကိုဖျက်ဆီးဖို့ရည်ရထားတာရှင်းနေပါပြီ။ဒါကြောင့်ကုန်ကင်ရေးမှာဥရောပ၊ဂျပန်၊ကိုရီးယား၊ဖိလစ်ပိုင်တို့လိုကုန်သွယ်ပတ်နိုင်ငံတွေကိုအားနည်းအောင်မလုပ်ဘဲအားကောင်းအောင်လုပ်ဖို့ပါ။စည်ရင်းအင်အားတိုးတက်ဖို့နဲ့အတူသူတို့နဲ့ကိုယ်နီးစပ်ဖို့လည်းလိုပါတယ်။စစ်ဘက်ကဝေးရဲ့အတွက်အထောက်အကူဖြစ်မဲ့ဘဲကုံသွယ်မှုမဆိုလုံးတင်ပါလေ ဥပမာဆေးဝါးတွေမှာအမားတွေအများကြီးလုပ်ခဲ့ပါတယ်။ပနက်စလင်လိုဆေးတွေအတွက်တရုတ်ကိုအရန်မိခုန်နေရပါတယ်။ဆေးရည်ရာအရေးပါတဲ့ပစ္စည်းတွေအတွက်အနာဂတ်ရန်သူတွေပေါ်မိခုန်လို့မရပါဘူး။ဒါကအရန်အရေးကြီးတဲ့အချက်ပါ။နိုင်ငံတော်လုံခြုံရေးနဲ့စီးပွားရေးလုံခြုံရေးကတိုက်ရိုက်ဆက်ဆံနေပါတယ်။ဒီစစ်ပွဲတွေပြီးဆုံးသွားရင်ယူကရိန်းကသူတို့ရဲ့အချုပ်ချာအာဏာကိုပြန်ရပါမယ်။အစ္စရေးကိုလည်းသုံးနိုင်ငံဘက်ကအန်နီယယ်မကြောက်ရောက်တော့ဘူးဆိုရင် စီးပွားရေးမဟာမိတ်အဖွဲ့ကိုစက်ထိန်မှုလိုပါတယ်။ရုရှားမြောက်ကိုရီးယားအီရန်နဲ့တရုတ်တို့ကအနောက်နိုင်ငံတွေကိုအုပ်စုခွဲအောင်လုပ်ချင်ကြပါတယ်။ဒါကနှစ်30 40အတွင်းအကြီးမားဆုံးအမှားဖြစ်လာနိုင်ပါတယ်။ဒါကြောင့်တရုတ်ကအခုလန့်နေတာကအမေရိကန်ရဲ့ဝယ်လိုအားကိုအလွယ်တကူအစားထိုးလို့မရဘူးဆိုတာသူတို့သိပါတယ်။အမေရိကန်လုပ်ငန်းတွေနဲ့ရှင်မှုအမေရိကန်စားသုံးသူတွေလိုအပ်ချက်ဖြစ်ဖို့စက်ရုံတွေအပြည့်စောက်ထားပြီးသားပါ။ ဒါပေမဲ့ American စားသုံးသူတွေကသူတို့ရဲ့ဝယ်လိုအားကိုတခြားနိုင်ငံတွေစီလွှဲပြောင်းနိုင်တယ်။တရုတ်တွက်ကတော့ဒါကအကြီးမားဆုံးစိုးရိမ်စရာပါပဲ။အခုချိန်မှာ American တို့ထိခိုက်မှုအနည်းငယ်ခံစားရနိုင်ပေမဲ့နောက်ဆုံးမှာတော့တရုတ်က American တို့ထက်ပိုဆုံးရှုံးမှာများပါပဲ။များပါမယ်။အကောက်ခွန်တွေနဲ့ပတ်သက်လို့စဉ်းစားကြည့်ရင် American ကကုန်သွယ်မှုလိုအပ်ချက်ကိုနေဆက်ဖြတ်ပြီးပြောင်းနိုင်ပါတယ်။ဒါပေမဲ့တိဆောက်ပြီးသားဆက်ယုံတွေကတော့ရွှေ့လို့မရပါဘူး။ တရုတ်ကအမေရိကန်စားသုံးသူဈေးကွက်တွေဆက်ယုံတွေဆအလုတ်သမားတွေလေ့ကျင့်ထားတာပါကျွန်တော်တို့ကဝယ်လို့အားကိုပြောင်းနိုင်ပေမဲ့သူတို့ဆက်ယုံတွေနဲ့အလုတ်သမားတွေကတော့အဲ့ဒီနေရာမှာပဲပိတ်မိနေပါမယ်ဒီတော့နစ်နာမှုတွေကသူတို့အပေါ်ကြောက်ရောက်လာပါမယ်ဒါကချက်ချင်းဖြစ်မှာမဟုတ်ပါဘူးဒါပေမဲ့အချိန်ကြာလာတဲ့အမျှဖြစ်လာမှာပါဒါကစီးပွားရေးနဲ့ဗန်လာရေးမှာအခြေခံကြတဲ့သဘောတရားပါ တရုတ်တွေအနေနဲ့သူတို့ရဲ့ပိုရှန်နေတဲ့ထုတ်ကုန်တွေကိုဘယ်နေရာမှာရောင်းချရမလဲဆိုတာရှာရတော့ပါမယ်။ပြဿနာကအမေရိကန်စားသုံးသူတွေလောက်ဝယ်ယူနိုင်တဲ့နေရာမရှိဘူးဆိုတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။